ရှင်မင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะဒုတိယမြောက်တင်ွက်ကလေးမိအောင်လုပ်ပေးနိုင်ပြန်ပါပြီဗျာเนาะဟုတ်လားမနေ့ကလည်းကျွန်တော်တို့9ငါးကိုလည်း9ကို9เนาะ9မှာအောင်ခဲ့တယ်ဒီကနေ့လည်း16ဟုတ်လားเนาะခေကြီးအနေနဲ့လည်း16မျိုး6တင်เนาะ6တက်ကလည်း16 6လို့ဒီမှာပါထားရတဲ့ကျွန်တော်ဟိုဒီနေ့ကပြောထားတယ်เนาะအာဘီထိုးဆိုတာတိုင်းเนาะထားလိုက်တော့အဲ့တော့6တကျွန်တော်တို့အောင်ပွဲဆင်နိုင်ခဲ့တယ်6ထိပ်စီဟိုတက်ကြီးနဲ့เนาะ complete ဟာလားအားလုံးအောင်ခဲ့တယ်နောက်ခါမွေးပရိတ်ကျွန်တော်နှစ်ခွန်ပေးထားတာလေအောင်သွားပြီပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့ဟိုဘာပဲဖြစ်ဖြစ်လေးကျွန်တော်လူတွေကိုအဲ့လိုကျွန်တော်နေတိုင်းနေတော့ပေးနိုင်ပေးချင်ပါလေဗျာနော်ဒါပေမဲ့ကိုလည်းလုံးဝတဟောဆရာကြီးမဟုတ်တဲ့အတွက်ပေါ့နော်နေတိုင်းတော့ပေါအောင်မလုပ်ပေးနိုင်ဘူးပေါ့ကဲအဲ့တော့ကျွန်တော်20ဒီပဲစလိုက်ကြအောင်ဗျာနော်အဲပေါက်နေတယ်ဖုန်းတွေဒါဆက်ကြတယ်ဒီကနေ့ဖုန်းတွေဝင်လာကြတယ်နော် ဟိုကိုဟာတတိတတကတော့တာနှစ်ယောက်ပဲရှိပါတယ်ဒါပေမဲ့ကျန်တဲ့လူတွေကကတော့ဒီဖြစ်စဉ်ဟိုပေးကတော့ဆိုနည်းနည်းကြီးကြဲကြပါတော့မုံဘူးပေးတယ်ပေါ့ဗျာမုံဘူးအဲပေးတာပေးသည်ဖြစ်စဉ်မပေးသည်ဖြစ်စဉ်ပေါက်ပါတယ်ပေါက်ပါတယ်လာပြောကြတဲ့လူတွေအတွက်လည်းကျွန်တော်ဘာပဲဖြစ်ဖြစ်ဟိုကျေးဇူးတင်ပါတယ်เนาะလာပြောပြီးတဲ့အတွက်ကိုပဲကျေးဇူးတင်ပါတယ်เนาะတချို့ဆိုရင်လာတော့မပြောပုံမရဘူးเนาะပြပါထားပါတော့ဟုတ်လားအဲ့တော့ကျွန်တော်တို့20လေးစလိုက်ရအောင် အဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆို6နှစ်6ကစမယ်နော်6နှစ်6 6နှစ်6ပြီးသွားတဲ့အခါကျတော့ခွန်ရှိခွန်ရှိခွန်တုံညခွန်တုံညခွန်နှစ်6တုံညခွန်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်ဗျအဲ့ဒါကိုတွက်မယ်ဆိုရင်ဘယ်လိုတွက်မလဲဆိုတဲ့အခါကျတော့ ခွန်နဲ့တုံညာနဲ့ပေါင်းခွန်ပါတဲ့နော်ခွန်ခွဲပါဝါ2နှစ်နဲ့ခက်က4ခွန်2 4ဆိုတဲ့ဂီ3လုံးဒီပြင်မှာ ထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့6 5တဲ့မအောင်ပါဘူးဗျာနော်6 5ဆိုပြင်ကို9တဲ့မအောင်ပါဘူးဗျ၄9တဲ့၄9မှာတော့ကျွန်တော်တို့၄တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့

ရပါတယ်အဲ3 8ဆိုရဲကြီး3တော့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုရဲခါကြတော့3 4တဲ့3 4မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်3ညာ2 3ညာ2တဲ့3ညာ2မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်နာရီပင်ကိုတွက်ပါမယ်နာရီပင်က၄59နှစ်၄59နှစ်53နှစ်8 ငါးသုံးနှစ်ရှိနှစ်ရှိနှစ်လေးချောက်လေးနှစ်လေးချောက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှစ်လေးနဲ့ရှစ်နဲ့ပေါင်းနှစ်ပါတဲ့နှစ်ရဲ့ပါဝါခွန်ခွန်နဲ့ကကတုံညာနှစ်ခွန်တုံညာဆိုတဲ့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားလဲဆိုတဲ့အခါကျတော့3 5တဲ့မအောင်ပါဘူးခွန်သုံးနဲ့ခွန်သုံးမှာတော့ကျွန်တော်တို့ခွန်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးလို့ နောက်တစ်ပြောင်းတက်ပါမယ်ရှေရှေ9တိတိ9တိတိ9 6ငါးငါးခွန်ကိုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ခွန်ရ6ရဲ့ပေါင်းတော့3 3 3ရဲ့ပါဝါ8 8ရဲ့နှခက်က8 3 8ဆိုတဲ့ကီး3လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့9 3 9 3မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ် တစ်သုံးနဲ့တစ်သုံးမှာကတော့တစ်ကောသုံးဝထိပြီးတော့အခွေညီနဲ့အောင်ခဲ့ပါလေဗျအဲ့တော့ကျွန်တော်တို့မနေ့ကောညာရော အောင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်တစ်ပင်ကိုတွက်ပါမယ်ညနေခဏဒီမှာကျွန်တော်တို့5936 5936အင်း ကို6 6 6 6 6ဆိုရင်ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်เนาะဒီနီးလေးတွေကတော့အမတန်ခိုင်းပါတယ်နီးလေးတွေပါအမတန်ခိုင်းပါတယ်နီးဆိုပေမဲ့လည်းပြက်ပွဲလေးတော့မရှိဘူးလားဆိုရှိပါတယ်เนาะတကယ်ကျွန်တော်အောက်မှာပြမယ်ပြက်ပြက်ထားတာရှိတယ်ဒါပေမဲ့ပြက်ပြီးပြန်မှန်းတဲ့ပွဲမျိုးတွေပါတယ်เนาะရှင်းနဲ့6နဲ့ပေါင်း4ပါတဲ့4ရဲ့ပါဝါကို9ရဲ့နှက်ခက်က6 4 6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်အဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ ်တလေးတဲ့တလေးတလေးမှာလေးတလုံးထိပြီးအောင်ခဲ့ပါတယ်ခွန်ခွန်နဲ့ခွန်ခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်နောက်ကနှိရှိတချနှိရှိတချောက်တဲ့ခွန်တီတချောက်ခွန်တီတချောက်တဲ့ကိုကို56ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့5နဲ့ပေါင်း1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 တရဲ့ပါဝါ6 6ရဲ့နှက်ခတ်က9တစ်6 9ဆိုရကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တဲ့မအောင်ပါဘူး9 9တဲ့9 9မှာတော့9တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်မျိုးတို့အဲ့ဒီတော့အောင်ခဲ့ပြီးတဲ့အခါမှာတော့ကျွန်တော်တို့နောက်တစ်ပွဲမှာပြတ်ထားဖို့တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်6နှစ်၄ရှစ်၄ရှစ်၃ခွန်ရှစ် ဆောင်းငါ26 26နိ6ဆိုပြီးဒီလိုမျိုးထွက်ထားရပြเนาะအဲ့ဒီဟာကိုကျွန်တော်တွက်မယ်ဆိုရင်9နဲ့2နဲ့ပေါင်းခွန်ပါတဲ့ခွန်ရဲ့ပါဝါ2 2နဲ့ခက်ခက်4ခွန်နေ4ဆိုတော့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့33နဲ့ပြီးတော့11တဲ့เนาะအပူတွေကြီးပဲဒီမှာလည်းမနေဘူးညာဘူးကိုတုံးတော့ဒီချိန်အောင်ခဲ့တယ်ဒီမှာမနေဘူးညာဘူးမှာတော့ကျွန်တော်တို့အောင်မြင်မှုမရဘဲနဲ့ပြက်ခဲ့ပါတယ်ဗျเนาะအဲ့လိုပြက်ပြီးသွားတဲ့အခါပြန်ဝတ်မှန်ရင်လား ဆိုတာကြည့်အောင်နောက်တကတရှိ၄၆တရှိ၄၆တဲ့နော်ကျွန်တော်ရဲ့နီးရဒီလိုမျိုးပဲနော်တခါတည်းရန်တော့ပြတ်တက်ပါတယ်ပြီးရင်ပြန်ဆက်မှန်တာကိုတွေ့ရမှာပါအဲ့ဒါကြောင့်မလို့ကျွန်တော်ဆက်ကစားတာပါနော်39966 39259ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်9နဲ့6နဲ့ပေါင်းတော့လေ1ပါတဲ့1ရဲ့ပါဝါ66ရဲ့နှက်ခက်က9169ဆိုတဲ့ကီး3လုံးဒီအပြင်မှာရပါတယ်တဲ့ အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့ခါကျတော့နှစ်6ဟောနှစ်6သူ6လုံးထိပြီးပြန်အောင်လာပါတယ်3 5တဲ့3 5မှာတော့မအောင်မအောင်ပြနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကမနေ့ဖငါအတွက်ကိုတွက်လိုက်ရအောင်ခွန်ခွန်လေးခွန်ခွန်ခွန်လေးခွန်95 3နှစ်95 3နှစ်3936 3 3 sorry sorry နော်3 9 3 6တိ6တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါနှလုံးပေါင်းရင်နည်းနည်း6နဲ့ပေါင်း8ပါတဲ့8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က5 8 3 5ဆိုတဲ့ကီး3လုံးဒီအပြင်မှာထိရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့ကစားလိုက်ရအောင်ကျွန်တော်ရဲ့ကီးထိတ်ကတော့ဒီကနေ့ပေးခြင်းတဲ့ကီးထိတ်ကတော့ကီးထိတ်ကတော့8 1 2 3 4 6ပါတဲ့နော်ကီထိတ်က76ခုနကီယိုယိုက73ဟုတ်တယ်နော်73ဟုတ်တယ်73ကောင်းပြီအဲ့မှာ88ချင်းတူနေတော့မနေ့ကတည်း16 16ဆိုပြီးသွားတူရခါ16ကိုကျွန်တော်ပို့ပြီးအားကောင်းနေမယ်လို့ကျွန်တော်ပြောခဲ့ပါတယ်အခုလည်း8ကို88ဆိုသွားတူနေခါ8ကအားကောင်းမလားဆိုတော့ကျွန်တော်တို့မနေ့ကဖငါကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့တော့8ကအားကောင်းနေမယ်လို့တော့ကျွန်တော်ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ break line ပရိလိုင်းကြီးကဘာရတဲ့ဆိုရင်ပရိလိုင်းကပရိလိုင်းကကျွန်တော်တို့၄၆၉တစ်ပါတဲ့เนาะ၄၆ဒီ main ပရိဖြစ်ပါတယ်တဲ့เนาะအဲ့တော့ကျွန်တော်တို့ဒါလေးတွေကိုရှင်တွဲပြီးကြိုက်ကြည့်လဲရအောင်ရှစ်ရှစ်နောက်တစ်ခါရှစ်သုံးရှင်ငါတိရှိတိရှိတိသုံးတိသုံး တင်ငါ၆၈၆၃၆၅ဆိုပြီးတို့ကျွန်တော်ရပါတယ်ဗျာနော်အဲ့ဒီမှာအဲ့ဒီလိုရလာတဲ့အခါကျတော့ကျွန်တော်တို့က main quest ကလေးတွေကိုဟို main break ကလေးနဲ့ကျွန်တော်ရွေးထုတ်အောင် main break နဲ့ရွေးထုတ်မယ်ဆိုရှစ်ရှစ်ပါမယ်တစ်၃ပါမယ်တင်ငါပါမယ်၆၈ပါမယ် ဒါပဲနော်တစ်ခွက်နှစ်ခွက်သုံးခွက်လေးခွက်ပါပါသေးတယ်။ဘာအောင်လဲကျန်တာတွေရံခွက်နဲ့တော့ကြိုက်တာရှိရနော်ရံခွက်နဲ့က65ဟုတ်ရံရံပရင်းနဲ့65တို့63တို့နော်နောက်တကတိရှိတို့83တို့နော်အဲ့ဒါတွေကရံပရင်းနဲ့သွားကြိုက်ညီတယ်ဒါပေမဲ့ကျွန်တော်တို့ကဟုတ်သား main ပရင်းနဲ့ကြိုက်ညီတာတော့တင်5 68 88ပေါ့နော်အပူပါထဲထိုးရင်88ပေါ့ ဲတော့ကျွန်တော်တို့ကဒီနေရာမှာထပ်ပြီးတော့တင်ွက်ကလေးတွေကျွန်တော်စဉ်းစားမယ်ဆိုရင်ဘာရှိသလဲဆိုတော့ကျွန်တော်တို့ပါဝါထွက်ပြီးရင်တဲ့2 4 6ဗရိတ်တဲ့2 4 6ဗရိတ်ဟာတဲ့3ရက်အတွင်းစဉ်းနိုင်ပါတယ်ဆိုတော့ဒီမှာ4 6လို့ဆိုရတဲ့အတွက်ဒီ4နဲ့6เนี่ยအားပုံမကောင်းဘူးလားကောင်းပါရဲ့เนาะအဲ့ဒီတဲ့ပို့ပြီးအားကောင်းတာလေးနောက်တစ်ခုထပ်ကြည့်မယ်ဆိုရင်မနေ့ပိုင်း3ညထွက်ရင်တဲ့1 3 5 9 8ဆိုတဲ့အခွေ ဒီတဲ့၃ရက်အတွင်းလာနိုင်ပါတယ်တဲ့နော်၃ရက်အတွင်းလာနိုင်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့ကပြန်ကြည့်မယ်ဆိုရင်ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တင်5ဆိုတဲ့ဟာကပို့ပြီးအကောင်းတို့ဖြစ်သွားပါတယ်နော်တင်5နော်ဒီဒါဒါနဲ့တရှိတို့ကတော့အရန်နေနဲ့အရန်ွက်တွေတက်မှာတော့ရှိရနော်တရှိတို့ကတော့ထဲထိုးနေထိုးပေါ့နော်ဒါပေမဲ့အကောင်းဆုံးကကျွန်တော်တို့တင်5ဖြစ်ပါတယ်တဲ့နော်တင်5ဒီအကောင်းဆုံးဖြစ်ပါတယ်တဲ့ဟုတ်လားကြံတဲ့ဟာလေးတွေကတော့ ဟိုဒီဒီတစ်ရှိဆိုတော့ဒီအခွေနဲ့တော့သွားကြိုက်တယ်နော်ထဲကျင်နဲ့ထဲထူတစ်ရှိတို့ငါအရှင်ငါတို့နော်ရှင်ငါတို့တစ်ရှိတို့ဟုတ်လားအဲ့ဒါတွေကဒီအခွေနဲ့ကြိုက်တဲ့အတွက်အရန်လေးအနေနဲ့ထဲကျင်နဲ့ထဲပေါ့နော်ဒါပေမဲ့အကြိုက်ဆုံးကတော့ဒီတင်ငါဖြစ်ပါတယ်သူ့ရဲ့ဒုတိယမြောက်ကြိုက်တာကတော့ကျွန်တော်တို့13တို့ပေါ့နော်13 6 13 68နော်13 68 88ပေါ့နော်88ပြီးသွားရင်ထပ်ပြီးရန်ကျင်သေးရဆိုရှင်ငါနဲ့တစ်ရှိကိုတော့ကျွန်တော်တို့ရန်တင်တယ်လို့ထင်ပါတယ် နော်အဲ့တော့အမျိုးတို့အနေနဲ့တော့အကြိုက်တူပါသလားအကြိုက်တွင်ယူပါအကြိုက်မတူဆိုရင်တော့မယူပါနဲ့ကဲနော်ကျွန်တော်ဒီကနေ့ပြခြင်းနဲ့ကျွန်တော်ဟိုအကြံပေးခြင်းနဲ့နီးပေးခြင်းကျွန်တော်အနေနဲ့နီးပေးခြင်းတာတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးဒီအင်္ဂါဗုဒ္ဓဦးမှာနှစ်ရက်အတွင်းမှာအောင်ပွဲတွေရခဲ့သလိုနော်ကြာသရေနေ့မှာလည်းထပ်မံပြီးအောင်ပွဲတွေရရှိပါသလိုဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ